โอเคအားလုံးမင်္ဂလာပါဒီနေ့ကျမတို့ပြုလုပ်တဲ့ကိုရီးယားသမရနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကနေပြီးတော့ပေါ့နော်ကြီးမှုဆောင်ရွက်တဲ့တော်လိုင်းရေးအဖွဲ့အစည်းဒီဂျာရက်ကနိုင်ငံရေးဆွေးနွေးပွဲပေါ့နော်ဒီဆွေးနွေးပွဲမှာကျမတို့အာဖွင့်စကားပေါ့နော်ပြောပြဖို့အာဖိတ်ကြားလာတာရှိပါတယ်အဲဆိုတော့ကျမအနေနဲ့ကတော့အခုဒီလိုမျိုးပေါ့လေဒီကိုရီးယားသမရ နိုင်ငံဆိုင်ရာကျွန်တော်တို့ကိုယ်စားလှယ်ရုံးအနေနဲ့ဒီတော်လိုင်းအင်အားစုတွေကြားတဲ့ကအတန်တွေကိုဟိုစုစည်းဖို့အာကြားနာဖို့ပေါ့နော် ဆောင်ရွက်တဲ့အဲအတွေ့အကြုံမှုလို့အာကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်နောက်ပြီးတော့ဒီလိုမျိုးကြားနာမှုတွေဆွေးနွေးပွဲတွေကအဲကျွန်မတို့တွေကြားထဲမှာပေါ့နော်တော်လိုင်းအင်အားစုတွေကြားထဲမှာနားလည်မှုတွေတူညီဖို့ပေါ့နော်အရေးကြီးတယ်လို့မျိုးမတူညီကြားရရှိတယ်ဆိုလို့ရှိရင်လည်းဘာကြောင့်မတူညီတာလဲဆိုတော့ အရင်းခံအကြောင်းကိုလည်းကျမတို့ရှာဖွေနိုင်ဖို့ခွင့်ရရမယ်လို့တော့ကျမယုံကြည်မျှော်လင့်တယ်။ဘာဖြစ်လို့လဲဆိုတော့တော်လှန်ရေးကဘုံရန်သူကတော့တူတာတော့မှန်တယ်။သို့တော့ဒီဘုံရန်သူကိုတိုက်ခိုက်တဲ့အခါမှာအာဆန့်ကျင်တိုက်ပွဲဝင်တဲ့အခါမှာတော့အအစုအဖွဲ့အသီးသီးပေါ့နော်။ NUG ကတော့အာဒါဒီအစိုးရအနေနဲ့ဒီစစ်ကောင်စီရဲ့တရားဝင်မှုကိုလည်း challenge လုပ်တယ်လို့ ကျွန်တော်တို့အဲဒီပေါ့နော်ပြည်သူလူထုကိုကိုစားပြုတဲ့ဆိုရတဲ့အနေနဲ့အဲကျွန်တော်တို့ဟိုဥဆောင်ပြီးတော့ဒီဒေါ်လာရေးမှာဆင်နွှဲနေတာမှန်နေစုပေမဲ့ကျွန်တော်တို့ကြီးတက်တက်နဲ့ဒီဒေါ်လာရေးဒီလောက်ထိရောက်လာနိုင်စရာမရှိပါဘူးပေါ့နော်အဲကျွန်တော်တို့ထောက်ခံတဲ့ပြည်သူလူထုလည်းလိုအပ်မှာဖြစ်တယ်လို့ကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေအချင်းချင်းကြားရဲကအပြန်လန်အတိမတ်ပြမှုတွေကလည်းအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီလိုအွန်လိုင်းအင်အားစုအသီးသီးကြားရဲမှာရှိနေတဲ့ အဲနိုင်ငံရေးပန်းနိုင်ဒီနိုင်ငံရေးအယူအဆတွေအဲဒါတွေကလည်းအရေးကြီးတယ်အထူးသဖြင့်တော့ဒီတော်လှန်ရေးကိုဘယ်လိုမြင်နေသလဲပေါ့နော်ဒီတော်လှန်ရေးရဲ့ပန်းနိုင်ကဘာလဲဆိုတာကိုကျမတို့ကြားထဲမှာရှင်းရှင်းလင်းလင်းရှင်းနေဖို့လိုတယ်ပေါ့နော်ဒီစစ်ကောင်စီပြုတ်ကြဖို့ကိုကျမတို့ဘယ်လိုအတူတူကအလုပ်လုပ်ကြဖို့လိုမလဲဘယ်လိုမတူကွဲပြားမှုတွေကိုအဲကျမတို့ပေါင်းဆက်ညှိနှိုင်းကြဖို့လိုလိုမလဲပေါ့နော်တချို့အားတွေလည်းတူတာတွေကိုဟို တွဲလုပ်လို့ရတယ်လို့မတူတဲ့ကိစ္စတွေကိုလည်း အဲဘယ်လိုခွဲလောက်ကြမလဲပေါ့အဲ့လိုလောက်တဲ့အခါမှာတယောက်နဲ့တယောက်အဲဒါဟိုပြောရမယ်ဆိုလို့ရှိရင်တော့မိဖက်ပြိပခအာဆိုတာရှိတတ်ပါတယ်နိုင်ငံအင်အားစုတွေကြားထဲမှာအဲ့ဒီထက်အဲ့ဒီဟာကိုနားလေသဘောပေါက်ပြီးတော့ပေါ့နော်ဒီပုံရံသူကိုခြေမုန်းနိုင်မှုလို့အတွက်ကျမတို့တစုတစည်းတည်းအဖြစ်ကြမယ်ဆိုလို့ရှိရင်တော့ဒီတော်လှန်ရေးကအဲမြင်မြင်အောင်ပါပေါ့လေနော်ဒါကြောင့်ဒီကျမတို့တော်လှန်ရေးအင်အားစုတွေချင်းချင်းကြားထဲကနိုင်ငံရေးဆွေးနွေး မှုတွေကအရေးကြီးပါတယ်အဲ့တော့ဒီဆွေးနွေးမှုတွေကနေဘာအောင်မျှော်လင့်လဲဆိုတာလည်းအရေးကြီးပါတယ်ဒီဆွေးနွေးမှုတွေကနေကျွန်တော်တို့ကအပြုသဘောဆောင်တဲ့တော်လန်ရေးအတွက်အားဖြစ်စေတဲ့အဲဆုံးဖြတ်ချက်တွေသဘောတူညီချက်တွေနားလည်မှုတွေကိုတိဆောက်ယူနိုင်မှုလို့အရေးကြီးပါတယ်ဒါကြောင့်မို့လို့ခုနပြောသလိုကျွန်တော်တို့ဘယ်လိုတူတာတွေကိုအတူတကွာစုလုံနိုင်ကြမလဲတခါတလေခွဲပြီးတော့လောက်ကြသည့်တဲ့အောင်ကျွန်တော်တို့ပန်းနိုင်တူနေတဲ့အခါမျိုးမှာတယောက်ကိုတယောက်ဘလို့ပြန်လဲပြီးတော့အတိမတ်ပြုကြမလဲဆိုတဲ့ကိစ္စကဒီတော်လိုင်းမှာအရေးကြီးတယ်လို့ မြင်ပါတယ်ကျမတို့တွေချင်းချင်းကြားထဲမှာအလားဒီရေကိုသားတို့အကြားမတင်ဖြစ်ဖို့လို့ကဒီတော်လိုင်းရေးအတွက်အရေးကြီးဆုံးအသက်သွေးကြောတပွဲအရေးဖြစ်ပါတယ်ဆိုတာလေကျမအာသဘောထားမှတ်ချက်လည်းပေးလို့တယ်အဲမတူ क्वे ပြားတဲ့အမြင်တွေကိုလည်းပဲကျမတို့ကအပြန်လှန်လေးစားအတိမတ်ပြုမှုနဲ့အဲသွားကြဖို့လို့လည်းကျမမျှော်လင့်ပါတယ်ပေါ့နော်ဒါကြောင့်ဒီအခုလိုမျိုးနိုင်ငံရေးဆွေးနွေးပွဲကို ဟိုတက်ရောက်လာကြတဲ့ဆွေးနွေးကြမယ်အဲကျွန်တော်တို့ဒေါ်လာရင်းအင်အားစုအသီးသီးပို့ကိုအသီးသီးကိုလည်းပဲကျွန်မဒီနေရာကနေပြီးတော့ပေါ့နော်အာကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းအာပြောရင်းနဲ့ပဲအဲညီကုန်းချုပ်ပါတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မဒီနေ့ခီးသွားစရာလေးရှိလို့ကြိုတင်ပြီးတော့ဒီအသံဖိုင်လေးကိုအဲဗီဒီယိုဖိုင်ကိုပေးပို့လိုက်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်